င်္ဂလာညနေခင်းပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင်တမ်းကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ဘီဘီဆိုင်ရာရာဇဝတ်တရားရုံးအနေနဲ့စေအုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုအကြမ်းဖက်ဆေးရဇဝတ်သားဖြစ်ဖမ်းဝရမ်းထုတ်ဖို့ချက်ချင်းဆုံးဖြတ်ချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။ နိုမာလာ၁၇ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့အကြိမ်၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစီရင်ခံစာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးမှုမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်နိုဝင်ဘာလကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲရာရှိကအာဏာသိမ်းစစ်ကောင်ဆောင်မြောင်းလိုင်းကိုဖမ်းဝရမ်းထုတ်ဖို့တရားရုံးကိုလျှောက်ထားခဲ့မှုဟာမြန်မာပြည်သူတွေအတွက်မျှော်လင့်ချက်တွေမြင့်တက်ခဲ့ရတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းတနင်္ဂနွေနေ့ကြာမြင့်တဲ့အချိန်ထိတရားစွဲရာရှိရဲ့လျှောက်ထားချက်နဲ့ပတ်သက်ပြီးတိုးတက်မှုတွေမရှိသေးတဲ့အတွက်ပြည်သူတွေရဲ့စိတ်ပျက်မှုတွေကြီးမားလာခဲ့ရတဲ့အတွက်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်ရှင်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ RSA RSO တို့ရဲ့ဒေတာတွင်အကြမ်းဖက်တပ်ဖြတ်မှုတွေအပေါ်ဒေတာတွင်ရိုဟင်ဂျာတွေကကန့်ကွက်ရှုံချလိုက်ပါတယ်။ဒါဟာစစ်ကောင်စီနဲ့ RSA RSO တို့ပူးပေါင်းပြီးတော့ရခိုင်နဲ့ရိုဟင်ဂျာလူမျိုးတွေကိုပြဿနာဖြစ်အောင်လှုံ့ဆော်နေတာသာဖြစ်တယ်လို့ဒေတာခန့်ရိုဟင်ဂျာတွေကပြောဆိုလိုက်ပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အာဆာနဲ့ ISO အဖွဲ့တွေကမောက်ဒေါခရံအတွင်းမှာအပြည့်မဲ့ပြည်သူတွေကိုမကြာခဏဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေလုပ်နေတယ်လို့ဒေတာခန့်ရိုဟင်ဂျာတွေကပြောဆိုကြပါတယ်တဟာဒေတာတွင်တင်းကျင်းအေးချမ်းရင်းနဲ့တရားဥပဒေစိုးမိုးရေးကိုချိန်ချောက်နေပြီးခုလိုလုပ်ရတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချရဲလို့မော်ဒိုခရိုင်ရိုဟင်ဂျာအကြီးအကဲဖြစ်တဲ့ဂျူရီကောင်းဆောင်အာဘူဘာဆေးကပြောပါတယ်။ကျွန်တော်ရဒီကရှုံးနေကြတာတော့ဘယ်လိုပြောမလဲပေါ်ပါလား။ တို့ရဲ့အဲပြည်သူကိုတာဂက်တာပြီးတော့မှလိုက်သက်လာတဲ့ဥစ္စာကြီးအဲအဲ့ဒါတို့ကျွန်တော်တို့ပေါ်ပြောနေတဲ့လူမျိုးရတဲ့ဆိုတာလုံးဝတလူစီဖြစ်ပြီးတော့မှတို့ဘာမှမော်ရမရှိဘဲနဲ့ဘာမှလူပေရရအခုမှမရှိဘဲနဲ့တို့ကတော့အဲအယတ်ပြည်သူတွေကိုလာတက်တာဟာကျွန်တော်ဘက်ကခံပွားတယ်လို့ရှုံးရှားခဲ့ပါတယ်နောက်ပြီးတော့မှအဲလိုလေ မလုံးသိဘူးသူတို့ဘာတုတ်တဲ့ဟာဒီလုံးဝအယုံရှိမရှိသူလူကျွန်တော်တို့ဒီမှာကြည့်နေတဲ့မွတ်စလင်မျိုးကိုလေပူဇော်မပြုလို့ကျွန်တော်ပြုလို့ပါတယ်သူတို့ကျွန်တော်ယောဟန်ကျမ်းရွတ်အတွက်ပါဆိုပြီးတော့မှဂုံးစင်တက်ပြီးတော့တခပါလုံးမှာအဲ့လိုဟိုဆန်ဘုတ်တွေတောင်းပြီးတော့မှပတ်စံလိုက်ရှာတာပဲရှိသေးတယ်ယခုအချိန်ကျွန်တော်တို့တော့လုပ်ပြီးခဲ့တာဘာမှမရှိဘူး တဖက်မှာလည်းမောက်ရော့ခရိုင်ကို ULAA အုပ်ချုပ်ခဲ့ပြီးတဲ့နောက်ဒေတာတွင်အခြေအနေတွေဟာတိတိတသာတင်ငင်အေဂျင်လာပြီးဒေတာခံရိုဟင်ဂျာတွေဟာဘာသာရေး၊ပညာရေး၊ကျန်းမာရေးနဲ့ခရီးသွားလာရေးကိစ္စရပ်တွေမှာပိုပြီးတိုးတက်ကောင်းမွန်လာတယ်လို့ရိုဟင်ဂျာရေးရာကောင်စီရဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒါအပြင်ရိုဟင်ဂျာတွေအနေနဲ့ ULAA ရဲ့သက်ဆိုင်ရာဌာနဆိုင်ရာရုံးတွေမှာအမှုထမ်းခွင့်ရရှိလာပြီးဘာသာရေးရိုးရာဒလေကိစ္စရပ်တွေကိုညှိနှိုင်းဖြေရှင်းဖို့ရိုဟင်ဂျာအကြီးအကဲတွေနဲ့ဂျူရီအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ဒါဟာဒေတာတွင်ရခိုင်နဲ့ရိုဟင်ဂျာတွေအကြားလူမှုသဟဇာတာဖြစ်ပြီးငြိမ်းချမ်းစွာအတူချိန်တွဲရေးကိုအထောက်အကူပြုပြီး AA ရဲ့အခုလိုလုပ်ရအပေါ်ကြိုးဆိုတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ခုလိုလူမှုတဟာစာရဖြစ်နေတဲ့အချိန်မှာအာစာနဲ့အိုင်းဆိုအကျန်းဖက်သမားတွေဟာပြည်သူတွေကိုပြစ်မှတ်ထားပြီးရခိုင်နဲ့ရဝင်ကြတွေကြောင့်ယုံကြည်မှုပြတ်ပြားလာအောင်။ကျောင်းဝင်းစိတ်တွေနဲ့ဆစ်ဆန်ရေးတင်းမာလာအောင်လူမျိုးနှမျိုးကြားပြဿနာဖြစ်လာအောင်ဖန်တီလှုပ်ဆောင်နေတာသာဖြစ်တယ်လို့ရဝင်ကြရေအကောင်စီရုံးရဲ့ဥက္ကဋ္ဌဥတိန်အောင်ကပြောပါရယ်။ဒီအာစာဆိုတဲ့ကျန်းဖက်သမားကိုကျွန်တော်ဒီကပြည်သူလမ်းမခက်တော့ပါ။ကျွန်တော်ဒီအရကတဲ့တော်ကနေဖြစ်ရပြည်လို့ကျွန်တော်ဒီကထုတ်တာတော့မဟုတ်ပါဘူး။ ကျွန်တော်ကော်မတီရှိတဲ့သူကြီးပို့အာသာဆိုရလွန်လာမှာပဲပဲဆိုတော့လွန်လာမှာတာဖြစ်သူပဲတက်တာတပတ်ကလည်းစဉ်းစားမယ်ဆိုရင်ဒါရခိုင်နဲ့မစလို့ပြတ်တာဖြစ်အောင်ဖန်တီးတဲ့ပုံစံလေးကိုကျွန်တော်သင်ပါအဲ့ဒါကြောင့်လမ်းဒီကနေ့လမ်းမှတ်မှာကျွန်တော်ပုံစံဥပဒေနဲ့ကျွန်တော်လွန်လာမှာစိတ်ကုံစင်းနဲ့အာသာနဲ့ပေါင်းပြီးတော့နော်ဒီလူရဲ့လုံးရဆိုတာတကွဖန်တီးတာပါကျွန်တော်အတိလေးအတိမင်းမပြူပါလာလေလမ်းမှတ်

အာနာမသိန်းခင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့အာစာနဲ့အိုင်ဆိုတို့ဟာအာနာသိန်းပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးတော့အာရခတပ်တော် A ကိုတိုက်ခိုက်ခဲ့ကြပါသေးတယ်။ဒါအပြင်အဲ့ဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာနေဆက်ဒေသမှာတောလာကြတဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေလည်းလှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောက်တော့ခရအတွင်းမှာရှိတဲ့ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့အာဆာနဲ့အိုင်ဆိုတို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်2025ခုနှစ်အတွင်းမှာတေဆုံးသူ20တယောက်ထက်မနည်းရှိလာခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ကျမကေခိုင်ပါ။ 2021နှစ်ကုန်ပိုင်းကခင်းပြည်နယ်လေကိကော်မျိုးသစ်မှာဖမ်းဆီးခံခဲ့ရကထောင်ချခံခဲ့ရပြီးပြန်လွတ်လာတဲ့မအုပ်ပင်မျိုးခံစီဒီအမ်ဝန်ထမ်း၂ယောက်ကိုနိုမာလာကိုရရနေနဲ့၁၁ရက်နေ့မှာစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတယ်လို့မျိုးခံတွေစီကသိရပါဗျ။ထောင်ဒဏ်၅နှစ်ချမှတ်ခံခဲ့ရပြီးစစ်ကြောရေးမှာနှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေနဲ့ထောင်ထဲမှာရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်မအုပ်ပင်မျိုးကမိသားစုစီကိုပြန်ပြီးစေကူတာမှုခံယူနေတဲ့အချိန်မှာစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတာလို့ဆိုပါဗျ။ ပြန်ဖမ်းခံလိုက်ရသူနှစ်ယောက်ဟာကိုနိုင်ကျော်လင်းနဲ့ကိုကျော်မော်ထွန်းတို့ဖြစ်ပြီးသူတို့ဟာထောင်ကနေလွရဲစေလို့ပြန်လွတ်လာသူတွေဖြစ်တယ်လို့အဲ့ဒီလူတွေနဲ့ထောင်တူကြခဲ့တဲ့ CDM ចောင်းဆရာကိုမြတ်တီဟာထွန်းကပြောပါတယ် ်လက်ရှိမှာတော့သူတို့ကမအုပ်ပင်မြို့မှာရဲစခန်းအချုပ်မှာဖမ်းဆီးထားပြီးရာဇဇကြီးဥပဒေပုံမှန်905ကနေအမှုဖွင့်ထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းမှုကိုမလိုလားလို့ CDN ပြုလုပ်ပြီးလူမျိုးနယ်မြေတွေကိုရောက်ရှိနေကြတဲ့သူတွေကိုပြန်လည်ခေါ်ယူနေတယ်လို့စစ်တပ်ပိုင်သတင်းစာတွေမှာသတင်းထုတ်ပြန်ခဲ့ပေမယ့် CDN ပြုလုပ်လို့ဖမ်းဆီးခံရပြီးပြစ်မှုပြစ်ဒဏ်ကြားခံရပြီးသားသူတွေကိုတော့ပြန်လည်ဖမ်းဆီးအရေးယူဖို့လုံဆောင်နေတာဖြစ်တယ်လို့သိရပါတယ်ရှင် 2025ခုနှစ်ဧပြီလအတွင်းမြန်မာစစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခီးစင်အတွင်းမှာဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာလုံသား၂ယောက်ဖမ်းဆီးခံရတာ9လကျော်သွားပြီဖြစ်ပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ကာယကံရှင်တွေစီကသိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်ဘင်းစတက်အစည်းအဝေးခီးစဉ်အတွင်းမှာဆန္ဒပြဖို့အစီအစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ဖြစ်ကြတဲ့ကိုဖြိုးပိုင်နဲ့ကိုနာနိုင်စိုးတို့ဟာထိုင်း IDC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ9လကျော်ရှိသွားပါပြီ။သူတို့၂ယောက်ကိုဆန္ဒမပြခင်ရှန်ဂရီလာဟိုတယ်နားမှာထိုင်းအာဏာပိုင်တွေကလာရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးသူတို့ကိုနှစ်နိုင်ငံချင်းချင်းရေးပြတ်ပြားစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှု ထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုမငြိမ်မသက်အနေရဖြစ်စေမှုထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအနေရဖြစ်စေမှုအပါအဝင်အမှုပေါင်းခုနှစ်မှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။သူတို့အမှုအတွက်အော်တိုဘာလတုန်းကအာမခံပယ်ချထားခံရပြီးလက်ရှိမှာအယူခံတင်ထားတယ်လို့ကိုနန်နိုင်စိုးကပြောပါတယ်။ဖန်ဆီးခံထားရတဲ့ကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့နှစ်ယောက်ကို UNHCR Thailand ကမြန်မာနိုင်ငံစီကိုနေရပြန်မဖို့အောင်အကာအကွယ်ပေးထားပြီး ထိုင်းလူအခွင့်ရေးရှိနေအဖွဲ့ကလည်းအကူအညီပေးနေတယ်လို့သိရပါဗျ။ဖမ်းဆီးခံထားရတာ9လကျော်ပြီဖြစ်တာကြောင့်အမြန်ဆုံးလွတ်မြောက်ချင်တယ်လို့လည်းဖမ်းဆီးခံထားသူနှစ်ယောက်က TV ကိုပြောခဲ့ပါတယ်ရှင်။အနာသိစစ်တပ်ကလာမယ့်ဒီဇင်ဘာမှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုပြည်သူတွေမဆန့်ကျင်ရဲအောင်အ திக အနေနဲ့ဥပဒေ၃ခုကိုပြင်ဆင်ပြဋ္ဌာန်းပြီးဖမ်းဆီးဖိနှိပ်နေရလို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ဥပဒေပညာရှင်တွေကထောက်ပြကြပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ အာနာသိန်းစစ်တပ်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စန့်ကျင်မှုမှန်သမျှကိုဖိနှိပ်ဖို့နဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အဓိကအနေနဲ့ဥပဒေ၃ခုကိုလက်နက်တပ်ဖွဲ့အသုံးပြုနေကြောင်းလေးလာသူတွေကထောက်ပြကြပါတယ်။အဲဒီဥပဒေတွေကတော့စိုက်ဘာလုံခြုံရေးဥပဒေ၊ရွေးကောက်ဥပဒေလို့ခေါ်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့နိုင်လွတ်လုံလို့ခေါ်တဲ့နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေတို့ဖြစ်တဲ့အကြောင်းမြမရွေးကောက်ပွဲကိုအစဉ်တစိုက်လေးလာနေတဲ့စောင့်ကြည့်နေသူတယောက်က ပြောပါတယ်။စိုက်ဘာလုံခြုံရေးဥပဒေတုံးနေမှာပေါ့နော်။နောက်တစ်ခုကတော့ရွေးကောက်ပွဲကာကွယ်ဆောင်ရှောက်ရေးဆိုရွေးကောက်ပွဲနဲ့ပါဝေးနဲ့ပတ်သက်တဲ့ဥပဒေကတော့အရင်တော့905ကကြီးကိုကြေကြေပြင်းပြင်းတုံးတယ်လို့မျိုးဒီဥပဒေကိုလည်းကြေကြေပြင်းပြင်းနဲ့လူသိရှင်ကတုံးနေမယ်လောက်နေမယ်ပေါ့နော်။ဆိုအခုရွေးကောက်ပွဲမတိုင်ခင်မှာကို ဒီနိုင်လုံးလုံးဥပဒေမှာပါတဲ့ပုံမှန်တွေကိုရက်ဆိုင်ထားတာရှိတယ်။အဓိကရွေးကောက်ဝင်တဲ့ပတ်တန်ဒီ၃ခုတော့အဓိကတုံးလိမ့်မယ်ပေါ့နော်။ဆိုတော့ကြံနေရှိပြီးသားဥပဒေနဲ့လည်းပေါင်းဆက်ပြီးတော့အာဒီအဖြစ်စဉ်လိုက်ဖြစ်စဉ်လိုက်ပေါင်းဆက်ပြီးတော့တုံးပါလိမ့်မယ်။စိုက်ပါလုံခြုံရေးဥပဒေကတော့ online ပေါ်ကဝေဖန်မှုတိုင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ပြီးဖုံးကြားဖြတ်နားထောင်နိုင်တယ်လို့ VPN သုံးရုံနဲ့တင်အရေးယူနိုင်ပါတယ်။ရွေးကောက်ဥပဒေကိုတော့စစ်တပ်ကပြီးခဲ့တဲ့ July 29ရက်မှာထုတ်ပြန်ခဲ့ပြီးဒီဥပဒေဟာရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ယူဆရတဲ့ ဘလို့လှူရှာမှုတွေကိုမဆိုပြင်းထန်စွာအရေးယူနိုင်ပြီးတော့တိတ်တန့်အထိချမှတ်နိုင်ပါတယ်။ဒါအတူပါပဲနိုင်လွလွန်ဥပဒေတွေကတချို့ပုံမှတ်တွေကိုရဆိုင်းလိုက်တာကြောင့်စစ်တပ်ဟာဘဒုကိုမဆိုအချိန်မရွေးဖန်ဝရမ်းမပါပဲဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ရသွားပါတယ်။တရားလွတ်တော်ရှင်းနေဦးချင်းမြင့်ကတော့ဒီအချက်တွေကိုလက်ခံသလိုပုံမှတ်905နဲ့ဆက်သွယ်ရေးဥပဒေအပအဝင်ဒီဥပဒေ၃ခုကိုပါစစ်တပ်ကအသုံးပြုနေပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အကြောင်း DVV ကိုပြောပါရစေ။ အဲ့တော့အဓိကတော့ကွာဒီရွေးကောက်ပွဲကိုဟိုမဖြစ်မနေလုပ်မယ်အနိုင်ယူမယ်ရှုံးလဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်အဲဆိုတော့ကိုယ်ကဟိုတုန်းကတော့ဖတ်တဗလာခေကတော့ဥကြောင်းကြီးတို့ကြိုးကြစားနေတီမြေရဒါမှမဟုတ်အဲ့တုန်းကဥလူနဲ့ပြန်ကတော့ခွက်ခွက်လောင်ရှုံးတာပဲလေတန်ချင်းကတတိလုံးနိုင်တာပဲအခုကျတော့တို့ကပြန်ပဲမရှိဘူးအဲ့ပြန်ပဲမရှိတဲ့အထက်ကဒီလိုလုပ်နေတဲ့ဥစ္စာတော့တော်တော်ရည်စရာကောင်းတာပေါ့နော်အမှားတော့ဒါတွေကမလိုပါဘူး ဟိုတိုးတော့လည်းပဲအဲ့ဒီညာသေးတာကိုကြောက်နေတာပဲတနာလဲကြင်သာသေးတယ်ကြောက်လဲကြောက်တယ်လိန်လဲလိန်ကြီးတယ်သူကအဲ့လိုဖြစ်နေတယ်ကွာနော်စစ်တပ်ဟာသူတို့ကျင်းပမဲ့ရုပ်ောက်ပွဲအပေါ်ပြည်သူကထောက်ခံမယ်လို့မယုံကြည်တာကြောင့်ဒီလိုဥပဒေတွေနဲ့ဖိနှိပ်ပြီးတော့ထွက်ပေါက်ရှာတာဖြစ်တယ်လို့လေးလာသူတွေကဝေဖန်ပါတယ်။လက်ရှိအချိန်လေးဆိုရင်ရွေးကောက်ဥပဒေတစ်ခုတည်းနဲ့သင်အမှုဖွင့်ဖမ်းဆီးခံရသူပေါင်း၁၂၂ယောက်ထပ်မံနေရှိနေပြီးဖမ်းဆီးခံထားရသူတွေထဲမှာ အသက်၁၄နှစ်အရွယ်အပါအဝင် အသက်၁၈နှစ်အောက်၆ရောက်အထိရှိနေပါတယ်။ဒဝဲခရိုင်ဒေသခံတယောက်ကတော့ဒီလိုဥပဒေတွေဟာစစ်ကြောင်းလာတာနဲ့ထွက်ပြေးနေရတဲ့ကြေးလက်ဒေသတွေထက်မြို့ပေါ်တွေမှာပဲပိုပြီးတော့တက်ရောက်လိုက်မယ်လို့သူ့အမြင်ကိုပြောပါတယ်။ဟောဥပဒေတွေကတော့ဒါနိုင်ငံရေးရပါတော့ဆရာဟိုကျွန်တော်တို့ဒီလူလူရဲ့လူတယောက်ရဲ့အခြေခံရပိုင်ခွင့်အနေနဲ့ကြည့်ရင်တော့မှာသူတို့လာတာနဲ့ဟိုကျွန်တော်တို့ကမနေနိုင်တော့ဘူးအခုအိမ်တွေကိုမိရှို့တယ်လေရင်နဲ့ပုံကြည့်ရတယ်ဟိုဥပဒေကြောင်းကဟိုခုနကလိုဆရာရဲ့ဟို ပညာရှင်ဆန်တယ်နိုင်ငံရေးဟိုအတိုင်းဝိုင်းဆန်တယ်ပေါ့နော်ဆရာဟိုအစ်မြင့်နေတယ်အဲလက်တွေအောက်ထိမှာကြပူဆိုးဟိုမှာကြတော့သူကနိုင်ငံတကာအတိမတ်ပြုဖို့လို့ပါတော့ဆရာရဲ့ဒါဟိုဟိုနိုင်ငံရေးဘက်ကအကူကြီးတွေအမတွေတုံ့တက်ပြတယ်လို့ဆိုရင်တရားဝင်မှုရလို့လားတော့ပြီးလို့ချင်းသူလုံးချင်းကလောက်ဖို့လုံနေတဲ့ဟာမျိုးတွေပေါ့နော်ဆရာဒီလိုအချက်တွေကြောင့်ပဲစစ်တပ်ကပြင်ဆင်ပြတ်တန်းလိုက်တဲ့ဥပဒေကွန်ရက်ဟာစစ်တပ်ရုပ်ောက်ပွဲရဲ့တရားဝင်မှုကိုမေကွန်းထောက်ယုံတာမှာက ဥပဒေကိုအကာအကွယ်ယူထားပြီးအကြောက်တရားကြီးစိုးတဲ့နိုင်ငံတစ်ခုကိုပို့ပြီးတော့နှဆိုင်စွာသွန်းပို့နေတဲ့အကြောင်းတောင်းတမှုတွေလည်းရှိနေပါတယ်။လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလပိုင်းတွေမှာအပိုင်းနှစ်ခုခွဲပြီးကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်းလွတ်လပ်မျှတမှာမဟုတ်ဘူးလို့ဝေဖန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။မြန်မာအီလက်ထရောနစ်မဲပေးဆက်အကင်တွေအသုံးပြုခြင်းသင်တန်းများပို့ချပေးခဲ့ပြီးမဲဆန္ဒရှင်ပြည်သူများက ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကမြန်မာနိုင်ငံက DKPA တိုင်းသားလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်၄ယောက်နဲ့ထိုင်းခြေဆိုင် Trend Asia နဲ့ Truckstar ကုမ္ပဏီပိုင်ထိုင်းနိုင်ငံသားတအုပ်ကိုပါတန်ခတ်အေးအေးယူလိုက်တယ်လို့နိုဝင်ဘာလ12ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြားဖြတ်လုပ်ငန်းလို့လူသိများတဲ့ online လိမ်လည်မှုစင်တာတွေဟာမြောက်ရီမြို့နာကနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Park တို့လိုနေရာတွေအပြင်ထိုင်းချန်နဲ့ဟွန်ယာခြံဝင်းနေရာတွေမှာအခြေစိုက်ပြီးတချို့နေရာတွေကို DKP ကလုံခြုံရေးပေးထားတယ်လို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ ထိုင်းချန်ချန်ဝန်းကို DKP ကပုံမှုချုပ်ဆိုင်းကျော်လှနဲ့ထိုင်းနိုင်ငံမဲဆောက်အခြေစိုက် Trend Asia Company Director ဖြစ်သူ UGN ဂျန်လို့လူသိများတဲ့ထိုင်းနိုင်ငံသားချမူဆောင်ဝမ်တို့ကတည်ထောင်ခဲ့ပြီးနောက်ကွယ်မှာလည်းတရုတ်ရဇဝတ်ဂိုင်းတွင်လည်းဆက်ဆက်မှုရှိနေတာကြောင့်အရေးယူတန်ခတ်ခဲ့တာဖြစ်တယ်လို့အကြံဖတ်မှုနဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးဌာနရဲ့ဖန်နာရေးဌာနလက်ထောက်အတွင်းရေးမှူး John K. Hurley ကပြောကြားထားပါတယ်။ တစက်ထဲမှာပဲ DKB ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တဲ့စေဦးစီးချုပ်စောစတီစေဦးချုပ်စောစိန်ဝင်းနဲ့စေဦးစီးအရာရှိချုပ်ဘိုချုပ်စောဆန်းအောင်တို့ကိုလည်းအွန်လိုင်းလေလေမူကရရှိတဲ့ငွေတွေကိုတရားအကျိုးမြတ်အဖြစ်ရယူထားတာကြောင့်အေးအေးယူတန်ခတ်မှုစီးရင်ထဲမှာထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်အမေရိကန်တရားရေးဌာနက FBI တို့နဲ့ပူးပေါင်းပြီးမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြန့်လို့ခေါ်တဲ့အွန်လိုင်းလေလေမူစင်တာတွေကိုနှိမ်နင်းဖို့အတွက် Scam Center Strike Force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ချက် ချက်မှာကြေညာခဲ့ပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်ကမလဲရွာစာတင်ကျောင်းကိုမတရားမြို့နယ်ကဆစ်ဆောင်တွေရောက်နေတဲ့အချိန်စစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆစ်ဆောင်ရက်သား9ယောက်ဒိဆုံးသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။နိုဘာလ12ရက်နေ့ညပိုင်းကတိုက်လေရင်နဲ့ပုံကျဲသွားခဲ့တာဖြစ်ပြီးအရက်သား9ယောက်ဒိဆုံးခဲ့ကနောက်ထပ်9ယောက်ထပ်မနေလဲဒဏ်ရာရရှိခဲ့တယ်လို့စာတင်ကျောင်းနဲ့အဆောက်အဦးနှလုံးပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ ပုံစံထိမှန်သူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးတရားပြင်းထန်ရရှိကြတယ်လို့စင်ကူးဒေသခံတယောက်က TV ကိုပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဘာလ9ရက်နေ့မှာလည်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစာတင်ကျောင်းနဲ့ညောင်ကုန်းရွာတွေကိုစစ်တပ်ကဖုံးကျဲခဲ့တာကြောင့်အမျိုးသားတယောက်အမျိုးသမီး2ယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်6ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါတယ်။ မတရားမျိုးနယ်ကိုစစ်ကောင်မရှင်တပ်တွေပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံတွေကျဲနေတာကြောင့်ဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါရဲ့ရှင်။မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းမှာစစ်တပ်အပါဝင်တိုင်းသားလက်နက်ကိုင်တပ်ပေါင်းစုံကပြောင်းကားတွေကိုအခွန်အဆမတန်ကောက်နေတယ်လို့ပြောင်းကုန်တဲ့နယ်တောင်တွေကပြောပါရယ်ခွန်စော်ဦးပေးပို့ထားပါရယ်ရှင် မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းမိုက်မှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေပါဂိတ်တွေချထားပါတယ်။အဲ့ဒီဂိတ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံကပြောင်းကားတွေကိုကုန်စီနဲ့မလိုက်အောင်အဆက်မတန်တောင်းနေတာကြောင့်ပြောင်းကုန်တယ်နဲ့တောင်းလူတွေနစ်နာနေရတယ်လို့ကာယကံရှင်တွေကပြောပါတယ်။အဲ SFV ကောက်တာဟုတ်တယ်ဗျာတစီလုံးကိုတသိန်းတသိန်းခွဲအဲ့လိုပဲသူကကောက်တယ်ဗျာ။ကိုကန်နဲ့ TNN တွေနဲ့ပေါင်းလို့ရှိရင်တတန်9000 9000ဆိုရင်ကုန်တယ်တွေအနေနဲ့ တောက်တူတွေနေနဲ့အများကြီးနဲ့နာဆုံးရှုံးနေကြသူတို့အခွန်ပေးရတဲ့ဟာလေမန်းလေးမူဆယ်လမ်းအပြင် လာရှိုးတောင်ကြီးလမ်းမိုက်မှာလဲစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကင်တပ်တွေပါဂိတ်တွေချထားပါတယ်အဲ့ဒီလမ်းမိုက်မှာတွားနေတဲ့ကားတွေလည်းနှစ်စင်ကြီးပေးနေရလို့ခောက်ကြီးအနေနဲ့ဖြတ်တဲ့ဂိတ်တိုင်းပေးနေရတာကြောင့်လေးယောက်စီခီးတဲ့တွေရင်တစည်းကိုတကြောင်တသိန်းခွဲလောက်ကုန်ကြနေတာပါ ဒါအပြင် တိုင်းနာတပ်ဖွဲ့တစ်ခုရဲ့စစ်စေးဂိတ်တစ်ခုက ကားရက်ခိုင်းတာကိုရက်ခိုင်းတဲ့နေရာမှာမရက်လို့တနက်နဲ့ပြစ်ခတ်ရတဲ့ခီးတဲ့တင်ရင်းနေလဲရှိပါတယ်။အခွန်ခါတွေကြောင့်ရင်မောင်းနေမှာလဲလုတ်တလောက်အဖတ်မတင်ဘူးလို့ဆိုကြပါတယ်။အဲ့ဒါဝင်ရှာခဲ့ပါလေပရိလေးနေနေမေ့တာလေးရနည်းနည်းကြော်သွားလို့လေ။အော်ရှာခဲ့ပါ။ကန်ကောင်းလို့ကမင်းကစီတိုင်ကြီးချက်လို့မီးလောင်ပါရမယ်။ခီးတိုက်ပါသေးကုန်မှာ။ကုန်တလန်းလုံးကုန်ဂိတ်တွေကြီးပဲ။ဂိတ်ဆိုရင်1000၊ဂိတ်ဆိုရင်3000၊ဂိတ်ဆိုရင်9000။အဲ့ဒီလိုအများကြီးကုန်တယ်။ဘာလို့စားမလို့လဲ။ခီးပဲမလို့ကန်သမားလေး။ မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းပိုင်းမှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေပြင် SSPB SSD ရှန်တက် MNDAA ကိုကန့်တက် KIA ကချင်တက် TNN တွေတအံ့တက်နဲ့ AA အရခတ်တက်တွေစုမှုနယ်မြေလိုက်ကုန်တင်ရင်ခီးတဲ့တင်ရင်အိမ်စည်းကားနဲ့အခြားအခွန်ခအမျိုးမျိုးကို ကောက်ခံနေတာကြောင့်ပြည်သူလူထုတွေမှာအဖွဲ့အစည်းအသီးသီးရဲ့အခွန်ဝင်ပြီနေလို့ ကိုစင်းနှုံးကြီးမြင့်တဲ့တံကိုလည်းခံနေရတယ်လို့ဒီရက်ကန်ကြီးကဆိုပါတယ်ကျွန်တော်ခွန်စွာဦးပါစကိုင်းတိုင်းဝက်လက်မြို့နယ်လာတော့ကျေးရွာကိုစစ်တပ်ကနိုမာလာ၁၀ရက်နေ့ကစတင်ပြီးမီးရှို့ခဲ့တာကြောင့်လူနေရဲလုံး၁၀၀နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်က၁၀ရက်နေ့ကနေ၁၃ရက်နေ့မနက်ပိုင်းအထိ၃ရက်ဆက်တိုက်နေရာတွေခွဲပြီးမီးရှို့ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပြပါရယ်စစ်တပ်ကနိုမာလာ၁၁ရက်နေ့ကလည်းလှဲတော့ရွာနာက တာတော်ရွာနာကရွှေကျင်ကြီးရွာကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်လက်ရှိမှာဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကတကြောင်းကိုအင်အား120လောက်နဲ့စစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထုံးနေတာဖြစ်ပြီးရွှေဘိုမန္တလေးကားလန်တစ်လျှောက်ကရွာတွေအလုံးကြီးပါဆက်ပေးဆောင်နေကြရတယ်လို့သိရပါရယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းကစပြီးဝက်လက်မြို့ပေါ်မှာလည်းအင်အားတိုးမြင့်ချထားတာတွေလှုပ်ဆောင်နေတယ်လို့ဝက်လက်မြို့ရဲ့အရှိတ်ဘက်နဲ့အနောက်ဘက်ခြမ်းတွေမှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာဖြစ်တယ်လို့ဝက်လက်မြို့နယ်ပါကဖပြင်ကြားရေးတာဝန်ခံကပြောကြား ားထားပါရရှင်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲပေးကြဖို့နှိုးဆော်တိုက်တွန်းနေပေမဲ့ကျောင်းသူကျောင်းသားတွေဘက်ကတော့ဒီအခြေအနေတွေပေါ်စိတ်ဝင်စားမှုမရှိကြပါဘူးဝေဝေသတင်းပေးပို့ထားတာပါရှင်စစ်ကောင်စီလောက်ခန့်ယူကောက်ပွဲကော်မရှင်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းတွေမကြခင်ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကကျောင်းတက်ရက်ဖြစ်တဲ့ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကျင်းပပြုလုပ်မှာဖြစ်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်မဲပေးဖို့ကိုနိုဝင်ဘာလ8ရက်မှာထုတ်ပြန်နှိုးဆော်နေပါတယ်။ကျောင်းတွေပိတ်ထားခြင်းဖြစ်လို့ကျောင်းဘက်ကတည်တံ့အသိပေးပြောဆိုနေတာတွေမရှိသလိုကျောင်းသားတွေဘက်ကလည်းစိတ်ဝင်စားမှုမရှိကြဘူးလို့ရန်ကုန်နေပညာတက္ကသိုလ်ကကျောင်းသားတယောက်ကပြောပါတယ်။ကျွန်တော်တို့နေပညာတိုက်ကတူမှာတော့အခုချိန်ထိကြိုတင်မဲ့ထဲကိုလာပြောတာမျိုးလည်းမရှိသေးဘူး။ဘယ်နေ့ထည့်ရမယ်ဘယ်လိုပုံစံထည့်ရမယ်ဆိုတာလည်း ပူချင်းတွေကိုမတည်သေးဘူးအဲ့တော့ဗာခံစားချက်မှလည်းမရှိဘူးပေါ့လေထွေခံစားချက်လည်းထွေထူးတော့ကြမရှိဘူးအကြောင်းသားအကြောင်းသူများစုကလည်းကြည်ရတော့ဒီအကြောင်းတွေလည်းမပြောကြအောင်စိတ်ဝင်စားမှုလည်းမရှိဘူးအချိန်လေးရထည့်ခိုင်းပြီးထည့်ရမယ်ဆိုရင်တော့မဖြစ်မနေဆိုရင်တော့ထည့်ကိုထည့်ရမှာပေါ့ပုံမှန်တက္ကသိုလ်တွေကတော့နိုဝင်ဘာကုန်ဒီဇင်ဘာအစပိုင်းမှာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်အဝေးတင်ကျောင်းသားကျောင်းသူတွေကိုတော့ကျောင်းလာတဲ့အချိန်မှာတခါတည်းကြိုတင်မဲပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တန်လျင်မြို့နယ်ကရန်ကုန်ရှိပိုင်းတက္ကသိုလ်မှာ အဝေးတင်ပညာရေးတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေစီကသိရပါဗျ။ UIC ကကြိုတင်မဲပေးဖို့နှိုးဆော်နေပေမယ့်ကျောင်းသားကျောင်းသူတွေကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုမရှိရသေးရှိရကြောင်းအစိုးရပညာရေးတိုင်းဝိုင်းနဲ့နှိစက်တဲ့ညပြတယောက်ကပြောပါဗျ။အော်တက္ကသိုလ်ကျောင်းတွေမှာတော့အလိုကျောင်းသားကျောင်းသူတွေကိုကျူတင်မဲထည့်ဖို့တော့လာပြောတာမျိုးတော့မရှိဘူးပေါ့နော်။အဲခုနကကောင်းစားရေးအတွက်မဲထည့်ရမယ်။အဲမဲထည့်ပြီးမှသာ ဟိုကိုယ်နိုင်ရခေါင်းစားယူတဲ့ကိုကိုယ်ရလူရမယ်လုံဆောင်နိုင်တယ်ဆိုတော့အတွေးမျိုးရင်းနဲ့လာကြောတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကတော့အဲ့လိုလာကြောတာမျိုးတွေကိုတိုက်လာဆိုတော့မချိတ်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအများတူငါပြည်သူကြားထဲမှာလည်းဒီကိစ္စကြီးကစစ်တလုပ်တွေယူကောက်ကိုကျွတ်တွေ့တော့ကြောက်ဟိုဘလူပြည့်ပြည့်သူတို့ကတော့နိုင်ပါပဲလေကလေးတွေကဒီမဲနဲ့ပြတ်တက်ပြီးတော့စိတ်ဝင်စားမှုတော့လုံးဝမရှိအောင်တွေးရတယ်ပေါ့နော်ဒါပေမဲ့လည်းဘာပြောပြောပြောကလေးတွေကမဖြစ်မနေချင်းချောက်ထည့်ခိုင်းမှဆိုရင်တော့ကြောကြောလောလောနဲ့တော်ထရမယ့်ပုံစံမျိုးတွေကိုတော့ တွေ့ရတယ်ပေါ့နော်တနော်နေပြတယောက်အနေနဲ့ပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများစုကတော့အခုနှစ်2025ခုမှာအသက်18နှစ်ပြည့်ပြီသူတွေဖြစ်တဲ့အတွက်ပထမဆုံးချိန်ပေးပေးရမယ် first time voter တွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ first time voter ရေထွက်ဟာ၅တန်းနီးပါးရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့2024ခုနှစ်တကောင်စီရင်ကနေမဲဆန္ဒရှင်ပြုစုထားတာကြောင့် ၎င်းစင်းရလက်တွေကိုအခြေခံပြီး TVB ရဲ့ခက်မှန်တွက်ချက်ထားချက်တွေအရအသက်၁၈နှစ်ပြည့်ပြီးပထမဆုံးချိန်မဲပေးရမယ့်လူငယ်ရေတပ်ဟာ၄တန်းကျော်ရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီရွယ်အတွင်းတက္ကသိုလ်ပညာရေးသင်ကြားနေတဲ့ရေတပ်ဟာ၂သိန်းနီးပါးရှိနိုင်ပါတယ်။ကျွန်တော်ဝေပါ။ က်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အလောက်အလွန်ကြုံလို့လို့တေဆုံးမှုကာရိုရှိကြောင့်နာမည်ကြီးတဲ့ဂျပန်နိုင်ငံမှာဝန်ကြီးချုပ်တစ်ဆာနာရဲ့တာကာအီချီဟာမနက်3နာရီကျော်အစည်းအဝေးခေါ်ပြီးဝန်ထမ်းတွေကိုလှုပ်ခိုင်းခဲ့တဲ့ကိစ္စအတွက်ဝေဖန်ခံနေရပါတယ်။ ဂျပန်မီဒီယာတွေမှာမနက်3:00နာရီအတန်းချိန်လို့နာမည်ကြီးသွားတဲ့ဒီအစည်းအဝေးကိုလွှတ်တော်မတက်ခင်ပြင်ဆင်ဖို့ဝန်ကြီးချုပ်အိမ်တော်မှာလက်ထောက်တွေနဲ့ခေါ်ခဲ့တာဖြစ်ပြီး3:00နာရီနီးပါးကြာမြင့်ခဲ့ပါတယ်ဝင်ကြီးချုပ်တာကာအီချီကတော့မနက်9:00နာရီလွှတ်တော်မှာအမတ်တွေရဲ့မိကုန်းတွေကိုဖြေဖို့ပြင်ဆင်တာဖြစ်ကြောင်း ့ရင်က first ဆက်ပြက်နေတာနဲ့အတိုက်ခံမှတ်တွေကမေခွန်းတွေနောက်ကျမှတင်တာကြောင့်အခုလိုအချိန်မတော်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့အတိကအတိုက်ခံခေါင်းဆောင်ဝန်ကြီးချုပ်ဟောင်းယိုရှိဟီကိုနိုဒါကဒီလောက်ရက်ကိုယူနတ်နဲ့အပြုမိုးလို့ခေါ်ဝေါ်ခဲ့ပါတယ်။လူတိုင်းအိတ်နေတဲ့အချိန်မှာဝန်ကြီးချုပ်ကတခြားဝန်ထမ်းတွေကိုဒီကိစ္စနဲ့ဆွဲမထည့်သင့်ဘူးလို့လည်းသူကပြောပါတယ်။ ဂျပန်မှာ2016ခုနှစ်ကကြောင်ညာကော်မတီဒန်းစုကဝန်ထမ်းတအုပ်ဟာအချိန်ပိုနိုင်တရာကျော်လုပ်ခဲ့ရပြီးတဲ့နောက်ကိုကိုကိုတက်တည်သွားခဲ့တဲ့ဖြစ်ရပ်ရှိခဲ့မှုပါတယ်ရှင်။ဂျာမန်ကားကုမ္ပဏီကြီး Audi ရဲ့ပထမဆုံး Formula 1 F1 ပြိုင်ကားတက်တဲ့ကားရောင်ကိုနိုဝင်ဘာလ12ရက်နေ့မှာမိတ်ဆက်ပေးခဲ့ပါတယ်။ဒီခန်းနောက်ကိုအရင် Formula 1 Champion တွေနဲ့ Audi အသင်းအတွက်2026ခုနှစ်မှာပါဝင်ရှင်ပြိုင်ကြမယ့်ရင်းမောင်း2ဦးတက်ရောက်ခဲ့ကြပါတယ်။ ော်ရီအသင်းဟာ2026ခုနှစ်မတ်လ10ရက်နေ့မဲလ်ဘုန်းပတ်လမ်းမှာစတင်ပြီးဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့အော်ဒီစီယိုကပြောဆိုပါရယ်ကားရဲ့အယောင်ကိုတိုက်တနီယန်ကာဗွန်အနက်နဲ့အသစ်မိတ်ဆက်လိုက်တဲ့အော်ဒီအနီယောင်တို့နဲ့ပေါင်းဆက်ဖွဲ့စည်းထားပါရယ် Formula 1ပြိုင်ပွဲဝင်ရောက်မှုကိုအမှတ်အသားပြုဖို့အနီရောက်ကွင်း Red Ring Logo ကိုလည်းအသုံးပြုသွားမယ်လို့ဆိုပါရယ် ။ Audi ဟာ2026ခုနှစ်မှာဂျာမနီနိုင်ငံအတွင်းကထုတ်လုပ်တဲ့ Hybrid Power Unit ကို အသုံးပြုထားတဲ့ကိုပိုင်အသင်းနဲ့ပထမဆုံးအချိန်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားသတင်းကိုလည်းတင်ဆက်ပေးဦးမှာပါ။ Liverpool အသင်းဟာ Premier League Champion ပြေးလည်မှမရှိတော့ကြောင်းအသင်းကံတွင်တိုက်စစ်မှု Robbie Fowler ကသုံးသပ်သွားပါတယ်။ လီဗာပူးဟာပွဲစဉ်7မှာမန်စီးတီးကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်အဆင့်1ကအာဆင်နယ်နဲ့8မှတ်အကွာအဆင့်8နေရာကိုရောက်ရှိသွားခဲ့တာပါ။ပေါ့စကိုနဲ့တုံးသက်တင်ဆက်ခဲ့တဲ့ရုပ်သံစီစဉ်တစ်ခုမှာလီဗာပူးအသင်းချန်ပီယံပြေးလမ်းကနေထွက်ခွာသွားရပြီဖြစ်ကြောင်းဖော်လာကတုံးသက်ခဲ့ပြီးပေါ့စကိုကလည်းထောက်ခံခဲ့တာပါ လီဗာပူးအသင်းရဲ့ကြာဆုံးမှုမှာနီးပြာနက်စလော့ရဲ့ကစားကွက်နဲ့မကိုက်ညီတဲ့ကစားသမားတွေကိုဝယ်ယူခဲ့တာကအမှားယွင်းမှုဖြစ်ခဲ့ကြောင်းလဲဖော်လာကထောက်ပြပါဗျ။အသစ်ခေါ်ယူခဲ့တဲ့ဖရန်ပောင်ကိုအာနိုးရဲ့နေရာအတွက်အစားဖြစ်ခဲ့တာဖြစ်ပေမဲ့ဖရန်ပောင်ကတောင်ပန်အစွန်ကစားသမားတအုပ်ဖြစ်ကြောင်းကာကတ်ဟာလည်းအသင်းကြီးတသင်းမှာရှိတဲ့ဖိအားတွေကိုတွန်းလှန်နိုင်ခြင်းမရှိကြောင်းရော်ဗီဖော်လာက ထောက်ပြဝေဖန်သွားပါတယ်ရှင်။ တီဗီအုံမြင်သံကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။